အဲ့လိုဆေးကြောနိုင်မှုအတွက်ဟာအညစ်အကြေးကိုအညစ်အကြေးမှသိအောင်အညစ်အကြေးဆွဲကပ်နေတာကိုအညစ်အကြေးဆွဲကပ်မှုသိအောင်စိတ်ထဲမှာရှိတဲ့တတိတရားနဲ့ဆွဲထုတ်ပြီးတော့ကြည်နိုင်ရမယ်လူတွေဟာကိုယ်ခန္ဓာကိုယ်မှာအညစ်အကြေးတွေရှိနေတယ်ဆိုလို့ရှိရင်မျက်လုံးနဲ့ကြည့်ကြဒီတိုင်းတော့မြင်ရမှာမဟုတ်ဘူးမျက်လုံးကိုအပြုတ်ပြီးတော့ကြည့်ကြ ကိုဝတ်ထားတဲ့အဝတ်စားတွေပေါ်မှာအညစ်အကြေးတွေဆွဲကပ်နေတယ်ဆိုရင်မျက်လုံးနဲ့ကြည့်ရအနန္တနှခေါင်းနဲ့နမ်းကြည့်ခြင်းကြည့်မယ်နော်အဲ့ဒါလိုမျက်လုံးနဲ့ကြည့်လိုက်လို့ကိုယ်ကာယပေါ်မှာညှဉ်းနွမ်းနေတဲ့အညစ်အကြေးတွေမိမိဝတ်ထားတဲ့အဝတ်အစားပေါ်မှာညှဉ်းနွမ်းနေတဲ့အညစ်အကြေးတွေညစ်ကြေးမှန်းသိတဲ့အခါကျရေနဲ့ဆေးကြောဖွှျော်ကြတယ်လို့ပဲ စိတ်ထဲမှာလည်းအဲ့လိုအညစ်အကြေးတွေတွေ့ဖို့ရမျက်စိနဲ့ကြည့်လို့တော့မရဘူးတဲ့ဒုက္ခနာမှာရှိတဲ့ညစ်အကြေးကိုမျက်စိနဲ့ကြည့်လို့မြင်ရတော့လဲစိတ်မှာရှိနေတဲ့အညစ်အကြေးကိုတော့မျက်လုံးကမရောက်နိုင်ဘူးတဲ့။ဘာနဲ့ကြည့်ရမလို့ဆိုပညာနဲ့ကြည့်ရတတိနဲ့ကြည့်ရအေးတတိထားပြီးတော့အတိပညာနဲ့ဆင်ញင်သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်စိတ်ရဲ့အညစ်အကြေးတွေဆိုတာတွေ့လာမှာဖြစ်တယ်ပေါ့ အငြိကျေးဆွက်ကပ်နေတဲ့စိတ်ဟာကြံ့ခိုင်မှု မရှိဘူးရင်းရိုက်ပြီးတော့နေတတ်တယ်အာယုံနဲ့တွေးလို့ရှိရင်ဒီအာယုံရဲ့နောက်ကို လိုက်သွားပြီးတော့စိတ်ကိုထိမ့်နိုင်စွာမရှိကြဘူးစိတ်အလိုဆန္ဒတိုင်းလိုက်ပြီးတော့မလို့တဲ့နဲ့အလုပ်တွေလုပ်တယ်မပြောသင့်တဲ့ပြောတွေပြောလို့ဒုက္ခရောက်ကြတယ်ပေါ့မနိုင်ဘူးဆိုတဲ့လူတွေဟာ စိတ်ဆန္ဒရှိတဲ့အတိုင်းပြောလိုက်တယ်စိတ်ဆန္ဒရှိတဲ့အတိုင်းလုပ်လိုက်တယ်သူပြောခြင်းလုပ်ခြင်းကြောင့်ဒုက္ခဖြစ်လာတယ်ဒီလိုဆိုတာပေါ့နော်ဒါကြောင့်မလို့စိတ်ဆောင်ကြည့်ရမည်ရသော်ဗျာစိတ်လေးကိုတတိနဲ့ဆောင်ကြည့်ရဆောင်ကြည့်နိုင်မှုအတွက်တတိကိုတတိဟာအားပြောနေလို့ရှိရင်လေသိမှာမဟုတ်ဘူးပေါ့နော်မိမိဝတ်စားမှာ စွက်ကပ်နေတဲ့အညစ်အကြေးကိုပဂရိမျက်စိနဲ့ကြည့်လို့မှုံဝါဝါဖြစ်နေမှန်မလူနဲ့ကြည့်ရအဲ့ဒါလိုပဲဒီတတိဟာမှုံဝါဝါဖြစ်နေတယ်ဆိုလို့ရှိရင်တတိကောင်းလာအောင် လေ့ကျင့်ယူပါမှာဖြစ်တယ်ကောလောကလူတွေဟာနာနဲ့စောစောထပြီးတော့ physical exercise ဆိုတာကျန်းမာဖို့အတွက်လေ့ကျင့်ကြအဲ့လိုကိုယ်ကာယကျန်းမာမှုကိုလေ့ကျင့်ကြတယ်လို့ စိတ်ကိုလည်းပဲလေ့ကျင့်ပေးလို့ရှိရင်စိတ်ဟာလည်းကျမ်းမှတန်ဆွမ်းလာနိုင်တယ်ပေါ့တတိတွေလေ့ကျင့်ယူရမယ်ရသော်ဘုရားသခင်ကိုရောမြတ်ကမဟာတတိပဋ္ဌာနာသုံးပါတတိလေ့ကျင့်ကံဆိုပြီးတံပစင်ညပပအနေနဲ့ဟောပြောထားတာရှိခொနဌာနတတိနဲ့တွဲဖက်တာလေအသိပညာဖြင့်လေ့ကျင့်ပေးရမယ်အဲ့ဒါလို့လေ့ကျင့်လိုက်လို့ရှိရင် မိမိတဏ္ဍာမှာတတိတွေထားတတ်လာလိမ့်မယ်တတိထားရမှတတိမမူခူမမြင်နဲ့ကြီးတဲ့မြင်တာတဲ့အရာတောင်မှပဲတတိမမူလို့ရှိရင်မမြင်ဘူးပေါ့နော်တတိမူလို့ရှိရင်မြူတောင်မြင်တယ်လို့ဆိုတာတတိကြီးလာပြီတတိကောင်းလာပြီဆိုတဲ့အခါမှာအကုန်လုံးမြင်နိုင်စွာရှိလာဒါကြောင့်မို့ကိုယ်စိတ်ကိုခဲခတ်ဖို့အတွက်မြတ်စွာဘုရားသခင်ကိုရောမြတ်က တတိပဋ္ဌံတုတ်ကိုဟောကြားဆုံးမတာဖြစ်တယ်။သူပါသူအလိုလျောက်ဘာမှဖြစ်လာမှာမဟုတ်ဘူး။လေ့ကျင့်ခြင်းသင်ကြားသူပါသူဖြစ်လာမယ်ဆိုရင် ကလေးတွေပဲကြောင်းထားစရာလုံမလို့နော်။ကလေးတွေငယ်စဉ်တောင်ကြီးဘဝကနေပြီးကြောင်းနေပို့ကျူးရှင်နေပို့နေလေ့ကျင့်နေကြတာ။ပညာရအောင်သင်ကြားရတာ။ထို့တူရဲ့စိတ်လေးကိုဒီတိုင်းထားမယ်ဆိုရင်တော့ ူကအစွမ်းတတ္တိထက်လာမှာမဟုတ်ဘူးသူရဲ့အစွမ်းတတ္တိဖြစ်တဲ့တတိတို့ပညာတို့လေ့ကျင့်သင်ကြားပေးဖို့လိုအပ်တယ်ပေါ့စိတ်ကိုလည်းလေ့ကျင့်သင်ကြားပေးရမှာဖြစ်တယ်လောကလူတွေဟာတရိစ္ဆာန်တွေတောင်မှပဲလေ့ကျင့်သင်ကြားပေးလို့ရှိရင်အသုံးဝင်လာသေးတာပဲကိုယ်စိတ်ကိုလည်းလေ့ကျင့်သင်ကြားပေးဖို့လိုအပ်တယ်လေ့ကျင့်သင်ကြားလို့ရတယ်လို့ဒီလိုဆိုမဟာတတိပ္ပရဏတော့မှာ တတိနဲ့တံစင်ညပေါင်းဖက်ပြီးတော့လေ့ကျင့်တဲ့နည်းကိုမြတ်စွာဘုရားဟောကြားထားတယ်။အဲ့ဒါကိုမှတ်သားထားပြီးတော့ကိုယ့်ကိုယ်နေ့စဉ်လေ့ကျင့်တဲ့အလုပ်ကိုလုပ်ကြည့်ပေါ့။ဘာနဲ့လေ့ကျင့်ရမလို့ဆိုလို့ရှိရင်ထိုင်းနေတဲ့အခါမှာဆိုရသူထိုင်းနေတဲ့အခါမှာရှေ့တိုးမယ်ဆိုရင်လည်းတတိထားပြီးတော့တိုး နောက်ဆုံးပဲဆိုရင်လည်းအမှတ်တမဲ့မဆုံးလိုက်နဲ့တတိနဲ့ဆုံးဒါလေးချင်းတာနော်ရှေ့ရွှေ့မယ်ဆိုရင်လည်းတတိနဲ့ရွှေ့အမှတ်တမဲ့မရွှေ့လိုက်နဲ့နောက်ရွှေ့မှဆိုလို့ရှိရင်လည်းအမှတ်တမဲ့မရွှေ့လိုက်နဲ့တတိထားပြီးမှရွှေ့ဟောတာတတိကိုလေးချင်းတာအဘိက္ခန္တိပဋိက္ခန္တိသမ္ပဇာနာကာရီတတိရှိလာပြီဆိုရင်ဆင်ញင်တုံတရားကလည်း စဉ်းစားဉာဏ်လေးကလည်းပါလာအကယ်၍တတိမှမဖြစ်ဘူးဆိုရင်စဉ်းစားဉာဏ်မရှိဘူးဒါကြောင့်မို့တတိနဲ့အတိနှစ်ခုတွဲဖက်ပြီးတော့လေ့ကျင့်တာဒါကဒီကိုယ့်ရဲ့လှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့လေ့ကျင့်နောက်ကြည်တာရှုတာနဲ့လည်းပဲလေ့ကျင့်ရတယ်တဲ့ကြည်တာလားစောင်းခဲ့ကြည်တာလားကြည်ပြီဆိုတာနဲ့တတိနဲ့အတိနဲ့ကြည် အဲ့လိုတတိနဲ့အတိနဲ့ချိလာပြီဆိုရင်အချိနဲ့ပတ်သက်ပြီးတော့တတိတွေရှိလာနောက်တစ်ခါလက်ကွေးခြေကွေးလက်ဆန့်ခြေဆန့်လက်ကွေးဆန့်ကွေးတာဆန့်တာခြေတော့ကွေးတာဆန့်တာတတိနဲ့ကွေးတယ်တတိနဲ့ဆန့်တယ်ဒါလည်းတတိယလေ့ကျင့်ပေးရမယ်အရာဖြစ်တယ်နောက်တစ်ခုကျတော့အဝတ်စားပြင်ဆင်ဝတ်တယ်ဥခွဲပကံကိုင်းတယ်တွေ့တယ်ဆိုတဲ့အခါမှာလည်း တတိနဲ့အဝစာပြင်ဝဲရမယ်တတိနဲ့အိုးခွဲပကံကန်ရမယ်လို့သူတို့ဆိုနောက်တစ်ခုကြတော့စားရတောက်တာစားရတောက်တာနဲ့လေတတိနဲ့စားတတိနဲ့တောက်တာဖြစ်တယ်ပြီးကျင်ပြရမယ်သွားတယ်လာတယ်ရက်တယ်ဆိုတဲ့အခါမှာလည်းပဲတတိနဲ့ပဲလေ့ကျင့်ပြရနောက်ဆုံးမှာအိန္ဒာရဲ့ဝင်နာတို့ စကားပြောတာတို့အိတ်ထားတို့တိတ်တိတ်နေတာတို့ကစပြီးတော့ကိုယ့်ကိုတတိကတ်နေဖို့လိုအပ်တယ်လေ့ကျင့်အဲ့လိုခန္ဓာနာမှာလေ့ကျင့်ပေးခြင်းအပြင်မိမိရဲ့တဏ္ဍာမှာတတိဆွမ်းအားတွေတက်လာနိုင်တယ်လို့သူဆိုတာเนาะ